နိုင်ငံကျင်းသားတို့တောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထေတို့အကြောင်းလေးလည်းပါပါတယ်သူတို့လူမြောက်ဖို့အတွက်တောင်းဆိုသွားမှာလားအဲ့ဒါလေးသိချင်ပါတယ်အဲကျွန်မသိရသလောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးကျင်းသားလို့နိုင်ငံတကာကအတမတ်တာရှိပါလေသို့တော်လဲတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာ အာဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်နေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ချခံနေရတာဖြစ်ပါတယ်။အာဒေါက်တာဆက်စစ်ကြီးကိုနိုင်ငံရေးအကျဉ်းသားတောင်းဆွဲမှုနဲ့ပတ်သက်လို့လူထုကြတဲ့မှာဥပဒေတောင်းနေဖြစ်ပါတယ်။တကယ်တော့ဒီဥပဒေခံဆိုတာကပေါ်ပြလာချာနေဆိုတာကတော့တသက်ခံနိုင်ငံရေးတောင်းမှမလုပ်ခင်ဒေါက်တာသက်ခံရဲ့ရွှေနှန်းတော်ရွှေဆိုင်နဲ့အရင်ဆုံးကကုလုပ်အပ်ဖြစ်တယ်။လူတွေကအခု popular channel ကိုစပြီးသတိမထားမိခင်နိုင်ငံရေးနဲ့ပတ်သက်လို့ပေါ့ကွနိုင်ငံရေးနဲ့ပတ်သက်လို့ popular ဥမျက်ခိုင်ကိုသတိမထားမိခင်တဲ့က ကွန်ပျူတာချာနဲ့အနုပညာတွေအနုပညာလှုပ်ရှားမှုတွေကိုတင်ဆက်နေတဲ့အချိန်တွေကဒေါက်တာသက်ခိုင်ရွှေနှန်းတော်ကိုရွှေဆိုင်နဲ့သူတို့ကလောက်ဝချင်းရလက်ချင်းတွဲထားတဲ့မိဖက်တီသိမ့်ပြတာကအခုလည်းပဲဒေါက်တာသက်ခိုင်နဲ့ဒီဦးမြခိုင်နဲ့ကမဟာမိတ်တွေသူတို့အခုလိုမျိုးအတင်းလာရှင်းနေပွဲလုပ်ပြီးတော့မေးတယ်လူတို့ရဲ့စိတ်အာရုံစိတ်ဝင်စားမှုလူတို့ရဲ့တုံ့ပြန်မှုသူလောဝချင်းလိုက်ပြီးယူနိုင်ကြတယ်တော်တယ်သူကကိုယ်တိုင်းကတိကျတဲ့မူဝါဒသင်ရိုးညွန့်တန်းမရှိဘဲနဲ့ကလေးတွေရဲ့ဘဝကို နော်နိုင်ငံရေးမှာခြာနေခဲ့တဲ့အောက်တန်းစားတွေဖြစ်တယ်။အောက်တန်းစားမဟုတ်ဘူးဆိုရင်ခင်ဗျားတို့အန်ယူဂျီရဲ့ဖက်ဒရယ်ဒီမိုကရေစီတင်ယုံညွန်းတဲ့ကိုခြာပြနိုင်ရမယ်။ဒီမှာငါတို့ပညာရေးကဒီလိုရှိရဆိုပြီးကဘာကိုခြာပြနိုင်ရမယ်။2021 20 23 3တက်တာအတွင်းမှာအနုကြည်ကနေ12တက်အောင်မြင်သွားတဲ့ကလေးတွေဘယ်နိုင်ငံဘယ်တက္ကသိုလ်နဲ့ချိတ်ဆက်ပြီးပညာသင်ကြားနေရတယ်ဆိုတာခင်ဗျားတို့ခြားပြနိုင်ရမယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ ဒေါ်တက်တက်ခိုင်ကိုအတူယူကြဖို့မကူတူပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာမင်္ဂလာပါမျိုးကြီးညကြိုင်နေမလိုက်ဆိုရဲခေါင်းဆိုင်နဲ့ပြောတော်မှဖြစ်ပါတယ်မနေ့အောက်တိုဘာ10ရက်နေ့ပါတဲ့ထိုင်းမြန်မာနယ်စပ်ထိခိပါကိုစစ်တပ်ကလေးရင်နဲ့ဘုံလေးလုံးကျဲချတိုက်ခတ်ပြီးစစ်တပ်နဲ့နဲ့ပါပြစ်ခတ်သွားပါတယ်တဲ့ကဲဘာထုတ်ပြန်လဲရှင်းရနေတဲ့နေ့မှာကြတော့အဲ့ဒီထိခိပါကိုပဲနော်ရှင်းရနေတဲ့နေ့မှာကြတော့အော်ဒါထိခိပါကိုစစ်တပ်ကတည့်ရက်ထိမှလေးရင်နဲ့ဘုံအလုံး40ကျော်ကျဲချတိုက်ခတ်သွားပါတယ်ဆိုပြီးငုံကြွေးနေကြတယ် ိုတော့စစ်တပ်ကလေးရင်စီပိတ်ဆို့ရေးလေးရင်စီဖြတ်တောက်ရေးဆိုပြီးနိုင်ငံတကာမှာဒုံရီဒုံရီဟောခဲ့တာပဲသူတို့လေခဏတော့စစ်တပ်ကလေးရင်စီပိတ်ဆို့ဖို့အတွက်တိုင်ခတ်ပိတ်ဆို့ပါခုကုမ္ပဏီကိုပုတ်ဆို့ပါအာ PTT EP လို PTT OR လို MOG တို့ကစတိုင်ခတ်ပိတ်ဆို့ပါဆိုပြီးနိုင်ငံတကာကအတနာခံခဲ့တာပဲသူတို့လေခဏတော့စစ်တပ်မှာလေးရင်စီမရှိတော့ဘူးလို့စိတ်တဲစစ်စင်ရင်းနဲ့ဝါရခန့်ချင်ရေးစိုက်ဝါလုပ်ခဲ့တာပဲသူတို့လေခဏများတို့စစ်တပ်ကလေးရင်တွေကိုပြစ်ချမှုဖက်ကင် project အတွက်လေးရင်ပြစ်လက်နက်ဝယ်ဖို့အတွက်ဘာကန်ပိတ်ညာကန်ပိတ်ညာကန်ပိတ်လုပ်ခဲ့တာခဏများတို့ င်တက်ကလေးအင်းဒီကိုခုနမှပြေချနိုင်ခဲ့ပါတယ်ဒီနောက်မှပြေချနိုင်ခဲ့ပါတယ်ငှက်ကင်အရသာအရန်ချိုပါတယ်လို့ပြောခဲ့တာဘူးဒီလေးခင်ဗျားတို့နော်တက်မတော်ကခုနိုင်ငံသားချင်းချင်းမို့လို့ကိုတိုင်သားချင်းချင်းမို့လို့အနိုင်ဆုံးအစဉ်အလဲဆုံးအင်အားနဲ့နှိမ်နှင်းခဲ့စဉ်လုံးကစစ်တပ်မှလူမရှိတော့ပါဘူးတက်ပြတ်နေသည်လို့ပြောခဲ့တာဘူးဒီလေးခင်ဗျားတို့စစ်တပ်မှအလန်တိုင်းနဲ့မင်းအောင်လိုက်နဲ့ကြာမာတော့ရေလို့ဝါဒဖြန့်ခဲ့တာဘူးဒီလေးခင်ဗျားတို့ တက်မတော်ကကိုနိုင်ငံသားချင်းချင်းကိုတိုင်းရင်းသားချင်းချင်းမို့လို့ဇဝဲဝိုင်းကိုလာခဲ့ပါဇဝဲဝိုင်းကိုလာခဲ့ပါဒီတရက်ဒီအလင်းဝင်ပါလို့ဖိတ်ခေါ်စင်တော့ကတွေးတွေးမှာဆွေးနေစရာမရှိဘူးဆိုပြီးကွန်မြူနစ်လမ်းစဉ်ကိုလိုက်ခဲ့တာတို့လေးလေခင်ဗျားတို့အခုကြတော့လေဒီတက်ကလေးရင်းနဲ့ဘုံချဲလို့ဆိုပြီးဘူးကျွေးနေကြတာခင်ဗျားတို့နော်ကျွန်တော်ဒီ ठी ठी ဆိုတာက KNU တက်မဟာလေးနဲ့နေ KNU ကိုရီကိုတိတ်လိုက်ပြီးမြောက်ရီကိုတိတ်လိုက်ပြီးလို့ပြောခဲ့တာဘာလို့လဲ KNU မြောက်ရီကိုမတိတ်နိုင်တဲ့အခါကျတော့မြောက်ရီကအဓိကဟုတ်ပါဘူးနေပြီးတော့ကအဓိကဘာလို့ပြောခဲ့တာလဲ KNU င်းပြီးတော့ဘူးချိန်ဦးမလဲနိုင်တဲ့အခါကျတော့ရန်ကုန်မှာဌာနချုပ်ဖွင့်မယ်လို့ပြောခဲ့တာလေကင်းပြီအဲ့ဆုံးဆွေးနွေးစရာအကြောင်းမရှိဘူးဆိုပြီးစစ်ပောင်ကိုချက်တာလေကင်းပြီနော်ခင်ဗျတို့ခင်ဗျတို့စစ်ကိုကောက်လို့စစ်ကိုလာတယ်ဖေရရွှေရှင်နေနော်ဒီထီကြီးဆိုတာကထီကြီးမော်တော်နဲ့စက်ကုံတော်ကြီးရှိတယ်နော်အမော်တော်တင်းနေလာပြီမော်တော်နဲ့ထိုင်းစင်ခွန်မသိဘူးနော်နေစက်ကုံတော်ကြီးကိတ်ရှိတယ်ဆိုတော့ကျမဒီအခုပြီးခဲ့တဲ့ခုနှစ်လပိုင်းကကြိုးပြီးတော့နိုင်ငံရေးတုံးသက်ခဲ့တယ်တမတော်ကထီကြီးမော်တော်နဲ့စက်ကုံတော်ကြီးကိုပြန်ပြီးထိချုံနိုင်ပါလိမ့်မယ် 2025ကိုလာပိုင်းပုံနဲ့ဆေးလာပိုင်းတွေမှာတက်မော်ကကြောက်မဲလို့နော်တိန်နီလိုတီဘိုးလိုပြန်ပြီးထဲထုတ်နိုင်နေမယ်အာဒါကရှမ်းပြောက်ပဲတိန်ရင်ဘက်မှာဆိုလို့ရှိရင်မြောက်ဟိုဒီအာရှလမ်းမကြီးအပြင်အထီးကြီးမော်တော်နဲ့ဆက်ကုန်တဲ့ရေဘူးလည်းတက်မော်ကပြန်ပြီးထဲထုတ်နိုင်နေမယ်လို့ကျွန်မစီးရင်နိုင်ငံကြီးဂျိုပြီးသုံးသက်ခဲ့ပါတယ်နော်ဒါပြင်အခု2025စက်တလပိုင်းပထမပတ်ဒုတိယပတ်အတွင်းမှာတက်မော်ဒီမူဆယ်တရငါမိုင်နဲ့ဆက်ကုန်တဲ့ရေဘူးပြန်လဲလဲပါနိုင်ဖို့အတွက်အဲ့ဒီတချက်မှာတက်မော်ကအွန်လိုင်းလှုပ်ထူနိုင်နေမယ်လို့လည်းကျွန်မဂျိုပြီးသုံးသက်ခဲ့ပါတယ်နေဆက်ကုန်တဲ့ရေနဲ့ပတ်သက်လို့ ထင်းချုံကန်ပိုက်တင်းနော်ထင်းချုံကန်ပိုက်တင်းမှာအထူးစီပါရေးဆောင်ရှိတဲ့အတွက်ဒီထင်းချုံကန်ပိုက်တင်းကန်ပိုက်တင်းထဲမှာလည်းပဲတက်မြော်ကတိုက်ပွဲသတင်းတွေအောက်ပွဲသတင်းတွေကြားရပါလိမ့်မယ်။ကြားရလိမ့်မယ်လို့ကျွန်မနိုင်ငံရေးဂျိုဘီတောက်လက်ခဲ့ပါတယ်။ကြမ်းရှိနေတာကတော့ချင်းပြည်နယ်ဖလန်းတစ်ခုရယ်နော်ချင်းပြည်နယ်ဖလန်းကဘာနဲ့တူလဲဆိုတော့အန်ဖလန်းတောင်ခန်းအန်ကိုဖလန်းကိုတက်မြော်ကခက်ခဲခက်ခဲတိုက်ရလိမ့်မယ်။ဘယ်လိုမျိုးလဲဆိုတော့တောင်ခန်းနောင်ချုံတောင်ခန်းကိုတိုက်တယ်လို့ပဲရန်ကုန်မြို့ကုန်အစွမ်းကုန်တက်မြော်ကခက်ခဲခက်ခဲတိုက်ယူကြလိမ့်မယ်။ကြံသောနေမီဒီမှာတော့တက်မြော်အနေနဲ့အခုနော်အာကြောက်မဲကိုတိတ်လိုက်တယ်လို့မကြခင်မှာသိဖို့ကိုတက်မြော်ကပြန်ပြီးထိန်းချုပ်နိုင်တော့မယ်။ ခက်ခဲမရှိလွယ်ကူစွာအောင်မြင်စွာထိန်းချုပ်နိုင်လိမ့်မယ်မြန်မာတက်မတော်ကအောင်လံပြန့်နိုင်လိမ့်မယ်လို့ထပ်မံပြီးနိုင်ငံရေးစီရင်ကြိုးပြီးတုံ့ပြန်ပါတယ်။နောက်ထပ်တဲ့နေ့ဘက်ကချင်းမီနယ်မင်းနယ်မြို့နယ်ထိန်းချောင်းကျေးရွာကိုညချင်းတော်မှာစစ်တပ်ကပုံကျဲတဲ့အတွက်ထက်ထက်ကျောင်းသားတွေတိုက်ဆုံသွားပါတယ်တဲ့။ဒါကြောင့်မလို့ဒီခရီးကောင်တွေစပြီးတော့မြို့နယ်ပြင်မှာရှိတဲ့ကျောင်းတွေအားလုံးပိတ်ထားဖို့ပအာဖကညွှန်ကြားပါတယ်။ဆိုတော့အများကြီးချင်းတော်ထက်ထက်ကျောင်းသားတွေစာတန်းကျောင်းမှာမလုပ်နိုင်လို့ဆိုတာသူတို့ကိုသူတို့အသေးဆုံးဖြစ်ပါလိမ့်မယ်။ဒီနေရာမှာအဓိကပြောချင်တာကအခုဒီပအာဖတို့နော်ပကဖတို့ပတုံးလုံးအန်ယူဂျီတို့ပီတီအက်တို့အကုန်လုံးကစစ်ကြောင်ပြင်ရာကြီးအလိုမရှိဆိုပြီး ကလေးတွေအကုန်လုံးကိုလမ်းမပေါ်ဆွဲတင်ခဲ့တယ်။စာသင်ခန်းထဲမှာအေးချမ်းစွာပညာသင်ကြားနေတဲ့ကလေးတွေကိုစင်ကြုံပညာရေးအလုံးကြီးဝါရမိုက်တိုက်ပြီးလမ်းမပေါ်ဆွဲတင်တယ်။နိုင်ငံရေးဆိုတာဖြူတလားမဲတလားမသိအမေတို့နန်းတော်မစင်သေးတဲ့ငါးနှစ်၆နှစ်ရွယ်ကလေးလေးတွေဖဖစုလာမှကြောက်တက်မယ်လို့စိုက်ပုတ်လေးတွေကိုင်ပြီးလမ်းမပေါ်ဆွဲတင်ခဲ့တယ်။မဟုတ်ဘူးလို့မင်းနဲ့နော်။မဟုတ်ဘူးကြီး၃ခွန်းနဲ့တိုက်ခဲ့ပြီးပါးကြီး၃ခွန်းချက်ချပါဖဖစုလာမှကြောက်တက်မယ်လို့စိုက်ပုတ်လေးတွေကိုင်ခိုင်းပြီးခင်ဗျားတို့လမ်းမပေါ်ဆွဲတင်ခဲ့တယ်။ ဒါဆိုရင်ခင်ဗျားတို့ပြောတဲ့စစ်ကြောပညာရေးထဲပုံမူကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်ပညာရေးတင်ကြားမှုတင်တင်ယူညွှန်းတဲ့တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်ဒီမှာလေ2021 2023 3လက်တာကာလအတွင်းခင်ဗျားတို့အချိန်ယူခဲ့တယ်ဆိုရင်တော့ခု24 25လာမှာဒီမှာလေအမှုကြီးရဲ့ပညာရေးညွှန်းတဲ့ ဘယ်တင်ရုံညွန်နိုင်လဲအခုလက်ရှိခင်ဗျားတို့စာတင်ကြောင်းတွေမှာတင်ကြားနေကြတယ်။ခင်ဗျားတို့ကြွေးကြော်တဲ့ Federal Democracy ပညာရေးကိုခင်ဗျားတို့အဖေခေါ်နေတဲ့ MTA နဲ့မြေမှာအဲ့ဒီပညာရေးနဲ့တင်နေသလား။ခင်ဗျားတို့အဖေခေါ်နေတဲ့ပလောင်နယ်မြေမှာကော NGO ရဲ့ Federal Democracy ပညာရေးကချမှတ်တဲ့တင်ရုံညွန်တဲ့နဲ့တင်နေသလား။ KIA မှာတင်နေသလား။ KNU နယ်မြေမှာတင်နေသလား။လက်ရှိ NGO ကမလေးရှားနိုင်ငံလောက်အကျယ်ဝန်းလောက်ရှိတဲ့နေမျိုးကိုထိ ंछ ုပ်ထားနိုင်တယ်စိုးမိုးထားနိုင်တယ်လို့ဇော်ဝေစုပညာရေးဝန်ကြီးကျန်းမာရေးဝန်ကြီးဇော်ဝေစုပြောထားတယ်အဲ့ဒီနေမျိုးမှာလက်ရှိ NGO ကချမှတ်တဲ့ Federal Democracy တင်ရုံညွန်တဲ့နဲ့တင်နေသလားအဲ့ဒီတင်ရုံညွန်တဲ့ကပါလေ ခင်ဗျားတို့ရဲ့ Federal Democracy စံချိန်စံညွှန်းကဒီမှာလေ2021 2020 2023ဒီ၃နှစ်အတွင်းမှာ NUG ရဲ့ Federal Democracy ပညာရေးမှာတင် जा သည့်12တန်းအောင်မြင်သောအကြောင်းသားတွေကိုအခု24 25နှစ်အတွင်းမှာဘယ်နိုင်ငံကတက္ကသိုလ်တွေကအတိမတ်ပြုပြီးချိတ်ဆက်ပြီးတော့ဘယ်နိုင်ငံမှာတက္ကသိုလ်ပညာရေးတင် जा နေတယ်ဥပမာကျမက morphology ကို first year မှာသင်တယ် research paper ကို second year မှာသင်တယ်ဥပမာ syntax ကို P1 မှာပြောင်းသင်တယ်လို့ ကိုကအဲ့ဒီလိုပြောလိုက်လို့ရှိရင်ဒီစာရီကဒီ clean level နဲ့လိုက်ဖိုက်ရင်မလိုက်ဖိုက်ရင်ဆိုတော့ကိုတိုင်းလေလာတင်လို့တက်မြောက်ပြီးမှတင်ပါခင်ဗျားတို့ဘဲပညာရေးကိုစုံစမ်းတိုင်အောင်တင်ပြီးပြီလေခင်ဗျားတို့ပြောရင်စစ်ကြုံပညာရေးက၈မျိုးရှိတယ်နော်ကမ္ဘာပညာရေးတောင်မှနာပြောဖတ်ရေးအစဉ်တွေး speaker reading writing listening thinking ၅မျိုးပဲရှိတယ်မြန်မာပညာရေးခင်ဗျားတို့အထင်သေးနေတဲ့စစ်ကြုံပညာရေးက၈မျိုးရှိတယ်ကြားဘူးလား ူစီပူပါဝီလီတိတာအခရာဆွမ်းစုံဤရှင်လုံးကိုတီကုန်းပန်းတွင်နေတိုင်းစင်တော့စာတင်ပြုံမှုအခြေနုတို့သူစီဘဘဝီလီတီတာအခရာဆွဲဆောင်အရှင်လုံးကိုဒီကုန်းပန်းတဲ့နေ့တိုင်းစင်တော့ကုန်းပေါင်ခက်မာရဲကမြမပညာရေးကရှင်မျိုးရှိရဲခမရတို့အန်လို့ကြည်ပညာရေးဘလောက်ရှိတယ်လဲဖက်ဒရယ်ဒီမိုကရေစီပညာရေးဘလောက်ရှိတယ်လဲခမရတို့မှာတိကျရဲမူဝါဒတင်ရုံညွန့်နဲ့မရှိပဲနဲ့ကလေးတွေအကုန်လုံးကိုစာတင်ခန်းထဲကကလေးတွေကိုလမ်းမပေါ်ဆွဲတင်ပြီးတော့ကလေးတွေရဲ့အနာဂတ်ကိုချုံဖြက်ခဲ့တာရိုက်ချိုးခဲ့တဲ့တရားခံကခမရတို့ပဲ အခုလည်းရှိကမ္ဘာ့ကလသမဂ္ဂယူနီဆက်ကနေပြီးတော့ထုတ်ပြန်တယ်မြန်မာနိုင်ငံမှာပညာသင်ကြားခွင့်ခလီတငယ်ပေါင်း၈တန်းပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်အဲ့ဒီ၈တန်းတွေကျမတို့ NGO ထိန်းချုပ်ထားတဲ့မလေးရှားနိုင်ငံလောက်ကျန်းဝန်းတဲ့နေမီတွေမှာဖြစ်တယ်ဒါဆိုရင်ခလီတွေပညာရေးဆုံးရှုံးကအနာဂတ်တွေမဲ့အောင်စစ်ကြောပညာရေးအလုံးရှိဆိုပြီးဘွာသားမိုင်းတိုက်ပြီးခလီတွေဘွားကိုဖျက်ဆီးခဲ့တဲ့တရက်ခန်းခင်ဗျားတို့ပဲခင်ဗျားတို့မှာတိကျတဲ့မူဝါဒပါရှိတယ်ခင်ဗျားတို့ရဲ့ Federal Democracy တင်ယူညွှန်းနိုင်ငံပြန်မလေးတနေ့နဲ့သုံးနေအတွင်းမှာရေးဆွဲထားလို့အချိန်ယူရဲဆိုရင်တော့နှစ်နှစ်အခု24 25နှစ်အတွင်းမှာပြန်မလေး နော်အခုကမ္ဘာကုလသမဂ္ဂပါဝင်နိုင်ငံတကာကအဖွဲ့အစည်းတွေအကုန်လုံးထုတ်ပြန်တဲ့မြန်မာနိုင်ငံမှာကြောင်းတက်နိုင်တဲ့ခလေးတငယ်စင်အကုန်လုံးကလက်ရှိတက်မလို့ဆိုတာထိချုပ်ထားတဲ့စာသင်ကျောင်းတွေမှာကြောင်းတက်နေတဲ့ခလေးတငယ်စင်ကိုပဲဖော်ပြတာခင်ဗျားတို့ NGO ဖရဲဒီမိုကရေစီပညာရေးကျောင်းမှာသင်ကြားနေတဲ့ခလေးတငယ်စင်ကိုမပေါ်ပြဘူးဒါဆိုရင်နိုင်ငံတကာကခင်ဗျားတို့ပညာရေးကိုစောက်ဖတ်မလုပ်ဘူးဆိုတာပေါ်လွင်နေကျွန်တော်ခင်ဗျားတို့ကကိုယ်တိုင်ကတိကျတဲ့မူဝါဒသင်ယူညွှန်တန်းမရှိဘဲနဲ့ကလေးတွေရဲ့ဘဝကိုနော်နိုင်ငံရေးမှာခြာနှင်းခဲ့တဲ့အောက်တန်းစားတွေဖြစ်တဲ့ ောက်တန်းစားမဟုတ်ဘူးဆိုရင်ခင်ဗျားတို့ NUG ရဲ့ဖက်ဒရယ်ဒီမိုကရေစီတင်ယုံညွန်းနံကိုချပြနိုင်ရမယ်။ဒီမှာငါတို့ပညာရေးကဒီလိုရှိရဲဆိုပြီးကဘာကိုချပြနိုင်ရမယ်။အဲ့တော့21 20 23သုံးနှစ်တာအတွင်းမှာ NUG ကနေ72တန်းအောင်မြင်သွားတဲ့ကလေးတွေဘယ်နိုင်ငံဘယ်တက္ကသိုလ်နဲ့ချိတ်ဆက်ပြီးပညာသင်ကြားနေရတယ်ဆိုတာခင်ဗျားတို့ချပြနိုင်ရမယ်။ မန္တလေးမုံရွာလမ်းတွင်စစ်သားများကိုတိုက်ခိုက်ရာ၃ဦးသေပြီးလက်နက်ခဲယမ်းများရရှိစကိုင်းတိုင်း၆ဦးမြို့နယ်မန္တလေးမုံရွာလမ်းပေါ်မှာအောက်တိုဘာ၁၀ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကြားဖြတ်တိုက်ခိုက်ခဲ့ပြီးစစ်သား၃ယောက်သေဆုံးဆိုင်ကယ်တွေနဲ့လက်နက်ခဲယမ်းတွေတင်စေရရှိခဲ့တယ်လို့ Special Force Set of Police ကနေသိရပါတယ်။ Special Force said လို့ပြရေးပြန်ကြားရေးတာဝန်ခံကအဲ့ဒီနေ့မနက်9နာရီလောက်မှာမန္တလေးမုံရွာကားလမ်းပေါ်ကိုဖြစ်လာမဲ့စီးရင်တန်းကိုလုံခြုံရေးယူဖို့6ဦးမျိုးပေါ်ကနေဆိုင်ကယ်ရင်းနဲ့ထွက်လာကြတဲ့စစ်တပ်လေးယောက်ကိုကြားဖြတ်တိုက်ခဲ့တာဖြစ်ပါတယ်လို့ပြောပါတယ် Special Force said လို့ပြ ရဲတာဝန်ခံကမန္တလေးမုံရွာကားလမ်းပေါ်မှာရှိတဲ့ချောင်းဦးထွက်ကတန်လွင်မြန်မာစီဆိုင်သားမှာဖြစ်ခဲ့တာပါအပြန်အလှန်ပြစ်ခတ်မှုက나이ဝက်လောက်ကြာခဲ့တယ်သူတို့တဲက၃ယောက်ကတော့နေရာမှာတည်ပြီးတော့တယောက်ကတော့ပေါင်မှဒဏ်ရာရပြီးထွက်ပြေးသွားတယ်အချိန်မမီရင်တော့တွေးထွက်လွန်ပြီးတည်နိုင်တယ်သူတို့ဘက်ကတံများကကား၃စီးနဲ့စစ်ကူရောက်လာပြီးဖြစ်ကူပေးခဲ့လို့လက်နက်ခဲယမ်းတွေတင်ဆက်ပြီးပြန်ဆုတ်လာခဲ့ကြတာပါကျွန်တော်တို့ဘက်ကထိခိုက်ဒဏ်ရာရတဲ့သူမရှိခဲ့ပါဘူးပြလို့တပတ်ကိုပြောပါတယ် တိုက်ခိုက်မှုအတွင်းကနေဆိုင်ကယ်လေးစီးပတ်63တနက်39မမကြီး409 74တောက်9တသမ6နဲ့မမကြီး6 5 10နှစ်တောက်ကြီးကအုပ်ထုပ်3လုံးပါ63ကြီးပေါက်10ခုပါကို74ကြီးပေါက်3ခုလက်ပစ်ပုံးတစ်လုံးနဲ့ဖုန်းလေးလုံးတို့တင်စေရရှိခဲ့တယ်လို့သူကဆက်ပြောပါတယ် ခီးသွွားပြည်သူတွေအနေနဲ့လည်းစစ်တပ်မော်တော်ယာဉ်တွေနဲ့အနီးကပ်လိုက်ပါမောင်းနေတာတွေကိုရှောင်ရှားခြင်းအပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုကူညီပေးကြဖို့လဲတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတိုက်တွန်းထားတယ်လို့သိရပါတယ်။မှန်လားဟဲ့လို့ပြောကြတယ်ကွန်မန့်လေးလေးသိရတယ်။အာကျေးဇူးတင်ပါတယ်ရှင်။တကယ်တော့ဒါအချက်ရှိလို့အားရှိရအောင်ရှင်။မိမတယောက်ကငါဘလောက်ပဲတုံနေပါစေဘလောက်ပဲတက်နေပါစေဘလောက်ပဲထူးချွန်ထမ်းမြန်နေပါစေဒီမိမရဲ့နောက်မှာအရေးတပ်ဖွဲ့အုံအုံပေးနိုင်တော့ဒီမိမကိုစုပ်လုံးချုံမှုစိတ်လုံးချုံမှုပေးနိုင်တဲ့ ဲယောက်ျားတယောက်ရဲ့ချစ်ချင်းမြတ်တာယောက်ျားတယောက်ရဲ့စေတနာချစ်နေရုံနဲ့မရဘူးစေတနာလည်းရှိရတယ်။ယောက်ျားတယောက်ရဲ့ဖုံးကံလိုအပ်ပါတယ်။ဆိုတော့မိမတယောက်အာတာမန်တဲ့ပိုးပြီးလှလာရဲ့ဒီမိမကတာမန်တဲ့ပိုးပြီးဒီမိမရဲ့မျက်နှာမှာအကြည်တက်လေးရှိနေတယ်။ကြည်လွင်ကြည်လင်ဝင်းပါနေတယ်လို့ခံစားရတယ်ဆိုရင်သိကြပါရဲ့ဒီမိမကိုနောက်ွယ်မှာအရေးတက်ပွဲစိတ်လုံးကြုံမှုပေးနိုင်တဲ့ယောက်ျားတယောက်ရဲ့ချစ်ချင်းမြတ်တာရဲ့စေတနာလေးပါပါတယ်။ဆိုတော့နော်အချစ်ချင်းကိုလှရှိတာလို့ပြောကြပါမယ်။ နောက်တစ်ခုကဘဲပါတီကိုမဲပေးမလဲပေါ့နော်မမတို့ဘဲပါတီကိုမဲပေးမလဲညမပေးတဲ့ပါတီကိုတို့တွေလည်းအကုန်လုံးမဲလိုက်ပေးဖို့ဆန္ဒရှိပါတယ်ဆိုတော့တောင်းပြန်မှု comment တွေအများဆုံးတွေ့ရတယ်ဆိုတော့ကျေးဇူးတင်ပါတယ်တို့တော့အဲ့ဒီလိုမလုပ်ပါနဲ့ဘာလို့လဲဆိုတော့ညမနေထိုင်ရာမြို့နယ်မှာကဘဲပါတီကဘယ်လိုလူတွေဝင်ရောက်ရွေးချယ်ခံမယ်မသိဘူးအမျိုးတွေရဲ့နေထိုင်ရာမြို့နယ်တွေမှာဘယ်လိုပါတီကဘယ်လိုလူပုဂ္ဂိုလ်တွေကဝင်ရောက်ရှင်းပြမယ်ဆိုတာမသိတဲ့အတွက်နော်အဲ့ဒီလိုမလုပ်နဲ့လူကိုလည်းကြည့်ရမယ်ပါတီကိုလည်းကြည့်ရမယ်တချို့တွေကြတော့လုံဆောင်နိုင်ငံရေးသမားတွေပေါ့နော်ရုံးဖို့ကောင်းတယ် လောက်စားနိုင်ငံရေးသမားတွေကြောင့်တို့အနေနဲ့ဒီရွေးကောက်ပွဲဝင်ပြိုင်လို့ဘယ်လိုမပွဲဘူးဆိုတာတည်းတကယ်လို့မဲရရင်တော့မှကိုတို့ရဲ့မိသားစုအရင်းချာကြီးပုံမှန်မှကပေးတဲ့စိန်မဲလောက်ပဲအများဆုံးရမယ်လုံးဝဒီရွေးကောက်ပွဲမှာတို့အနေနဲ့အရင်ချင်းမပြည့်မီဘူးဆိုတာသိကြတယ်ကိုကိုကိုဘာအရင်ချင်းရှိရဲဘာအဆက်ရှိရဲဆိုတာသိတယ်ဒါပေမဲ့တည်တည်ချင်းနဲ့ဘာလို့ဝင်ပြိုင်လဲဆိုလို့ရှိရင်နောက်တစ်ချိန်ကြာလို့ရှိရင်ကေတနာတစုံတစ်ခုကြုံလာတဲ့အခါတို့မဟုတ်အမှုပွဲစားဝင်လုပ်တဲ့အခါကိုကျိုးရှာပြီးစီးပွားရေးလုပ်တဲ့အခါငါအမတ်လောက်ငါကအတွက်ကိုတည်းလောင်းဆိုတဲ့ပါဝါကို အခြေခွင့်ကိုခြုံကျင်တဲ့လှုပ်ရှားနိုင်ငံရေးတမအောက်တန်းစားတွေလည်းရှိပါတယ်ဆိုတော့ပါတီကဘယ်တော့ပဲကောင်းကောင်းအဲ့လိုလူပန်းစားတွေပါလာပြီဆိုရင်အဲ့ဒီပါတီကိုမဲမပေးပါနဲ့ဒါပေမဲ့အရေးကြီးဆုံးကမဲပေးတာမပေးရတာဒါထားပါမဲစင်းမှာကိုယ့်နာမည်ပါမပါရင်သွားကြည့်ကြပါเนาะကျမကတော့မဲစင်းမှာကျမနာမည်ပါဖို့အခုမှဆောင်ရွက်နေတယ်ကျမတို့တနေသားလူလုံးလည်းမဲစင်းမှာတယောက်မှမပါလို့အခုမှစတင်နေရပါတယ်နောက်တစ်ခုကတော့ဒေါ်သက်သက်ခါနဲ့ပေါ်ပူလာကအိုမြက်ခါရဲ့အင်တာဗျူးပေါ့နော်ဒီဥစားလေးခွင့်မယ်နေမှာဒီအချိန်မှာအများဆုံးတွေ့ရတယ် အဲဒီမှာဒေါ်တခါရဲ့စစ်တပ်စစ်စီရေးလုပ်တဲ့နေရာမှာကြွိုက်တယ်မဟုတ်ဘူးတခြားနိုင်ငံရေးပါတီတွေတခြားနိုင်ငံရေးသမားတွေကအတုခိုးဖို့လိုတယ်နော်ဒေါ်တခါဆိုရင်ထမင်းစားရေးတော့လမ်းလျှောက်တာကအစအကုန်လိုင်းမဟုတ်တဲ့တဖက်ကကြည့်ရင်ဒါကလေးကလားဆန်နေပြီမြဲတဖက်ကကြည့်တော့လေမြန်မာများရောရှင်လာတယ်လူတီရဲ့မျက်လုံးထဲမှာမြန်မာများရောရှင်လာတယ်နောက်တစ်ခုက ဒီဥမျက်ခိုင်ပေါ်ပူလာချာနေဒီဒေါ်သက်ခိုင်ကိုပြီးသုံးလို့ဒေသရှင်နေပွဲမှာပထမတစ်ချိန်ဒေသရှင်နေပွဲတော့မှာလေသူပီနီအင်ဂျင်နဲ့နော်အဲအင်ဂျင်ဝတ်ပြီးတော့ဒေသရှင်နေပွဲမှာတည်နေယူရဲအိမ်မှာသူပြောတဲ့ကလန်ကစံပြောဆိုမှုပေါ့ဆက်ကျင်ပဲပြောဆိုမှုလူလူကြားထဲမှာတုံ့ပြန်မှုတစ်ခုဖြစ်တယ်အခုလည်းပဲဒေါ်သက်ခိုင်ပြီးသုံးလို့ပါတယ်အင်တာဒေသရှင်နေပွဲမှာအာဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားတုံးဆွဲမှုနဲ့ပတ်သက်လို့လူလူကြားထဲမှာဥပဒေတောင်းနေဖြစ်သွားတယ်တကယ်တော့ဒီဥမျက်ခိုင်ဆိုတာကပေါ်ပူလာချာနေဆိုတာက တော့တတခါနိုင်ငံရေးတမမလုပ်ခင်ဒေါ်တတခါရဲ့ရွှေနှန်းတော်ရွှေဆိုင်နဲ့အရင်ဆုံးကကလုပ်အပ်ဖြစ်တယ်။လူတွေကကူပေါ်ပြလာချာနယ်ကိုစပြီးသတိမထားမိခင်နိုင်ငံရေးနဲ့ပတ်သက်လို့ပေါ့ကွယ်နိုင်ငံရေးနဲ့ပတ်သက်လို့ပေါ်ပြလာဦးမြခိုင်ကိုသတိမထားမိခင်တဲ့ကပေါ်ပြလာချာနယ်အမှုပညာရေးအမှုပညာလှုပ်ရှားမှုတွေကိုတင်ဆက်နေတဲ့အချိန်တွေကဒေါ်တတခါရဲ့ရွှေနှန်းတော်ရွှေဆိုင်နဲ့သူတို့ကလောက်အချင်းရလက်ချင်းတွဲထားတဲ့မိဖက်တွေတိတ်ပြတာကအခုလည်းဒေါ်တတခိုင်နဲ့ဒီဦးမြခိုင်နဲ့ကမဟာမိတ်တွေ သူတို့အခုလိုမျိုးအာတင်းလာရှင်းလင်းပွဲလုပ်ပြီးတော့မေးတယ်လူတို့ရဲ့စိတ်အာရုံစိတ်ဝင်စားမှုလူတို့ရဲ့တုံ့ပြန်မှုသူတို့လောကချင်းရိုက်ပြီးယူနိုင်ကြတယ်တော်တယ်တကယ်တော့နိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေဆိုတာအဲ့ဒီလိုမျိုးကိုလိုချင်းနဲ့ရည်ရွယ်ချက်ရောက်အောင်တစ်ခါတလေမှာတစ်ဖက်နဲ့နေနဲ့တုံးတက်ရပါတယ်။ဒါကြောင့်တခြားသောနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေလည်းကအတုခုဖို့လိုရတယ်။နိုင်ငံရေးပါတီတွေမှာမီဒီယာသမားတွေသူတို့ပါတီတွေမှာသူတို့ငှားရမ်းထားတဲ့လော်ဘီတွေအနောက်ပရိုပဂန်ဒါတွေအများကြီးရှိတယ်။ဒီအချိန်မှာက အန်ယူဂျီမကောင်းကြောင်းပြောရမယ့်အချက်မဟုတ်တော့ဘူး။ PD ရဲ့မကောင်းကြောင်းပြောရမယ့်အချက်မဟုတ်တော့ဘူး။အန်ယူဂျီမကောင်းမှု PD ရဲ့မကောင်းမှုကို၅နှစ်လုံးလုံးပြောခဲ့ပြီးဖြစ်တဲ့အတွက်နိုင်ငံရေးပါတီတွေနိုင်ငံရေးမှာဝင်ရောက်ရှင်ပြိုင်ခံမဲ့ကိုယ်တိုင်လောင်းနေဝတ္တိဥက္ကလဆိုလို့လို့ရှိရင်လည်းသူ့အတွက်မဲဆွယ်ပေးမယ်လို့ပြောပြီးလို့ရတယ်။အဲ့ဒီလူတွေအနေနဲ့ကသူများမကောင်းကြောင်းပြောရမယ့်အချက်မဟုတ်တော့ဘူး။ကိုကောင်းကြောင်းကိုပြောရမယ့်အချက်ဖြစ်တယ်။ကိုရီးယားတချိန်လုံးကနိုင်ငံရေးဖက်တမ်းမှာဘယ်လိုမျိုးပါဝင်ဆောင်ရွက်ခဲ့ရဲဆိုတဲ့ကိုကောင်းကိုဖော်ရမယ့်အချက်ဖြစ်တယ်။အတူယူဖို့လိုပါတယ်။